ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ကိုစောဘိုးကြီးနဲ့ပတ်သက်ပြီးမှဆန္ဒပြပါကြများရတယ်ပြောနေကြတယ်ကိုစောဘိုးကြီးကိုပတ်သက်ယူဆန္ဒပြတဲ့အလှဟာမှမဟုတ်တာကိုစောဘိုးကြီးကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစားရေးရမယ်မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့ဒီတိုင်သွားရမှာလေအတနာခံစားတရားမဲ့ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲအဲ့တော့ဥစဉ်ကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြပတဲ့ခါတွေကိုပြောချင်တယ်လာခဲ့ပါလာပြလိုက် လမ်းစေဥစဉ်ပေးမယ်ရုရှားနဲ့ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိတော့တယ်ဗျာနော်အပြန်တော့ဆို160လောက်ရှိတော့80လောက်တော့ရှိမှာဗျာလေရင်ကတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ်အဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ဂျန်တဲ့နေရာနိုင်ငံတွေကဆိုလို့ရှိရင်လမ်းစေကရုရှားလောက်တော့ဈေးမကြီးတော့ဘူးအော်လမ်းစေရစားစေရဥစဉ်အာမခံမယ်ငါကုသိုလ်ဘုန်းကြီးတွေဆန္ဒပြပါတယ်ဗျကုသိုလ်တို့ပြဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုပြီးမှဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစေရအကုန်ခံမယ်နော် ရှင်ဖေကဗျာရလို့တော့နော်ဗျာရလို့မင်းနဲ့ဥစဉ်မှာလည်းလှူတဲ့တမ်းမဲ့ဒကာဒကာမှရှိတယ်နော်ဥစဉ်ဒကာမှကိုယ်ထိုင်လဲရွှေလုတ်တည်းဒကာမှပဲနော်အဲ့တော့ပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော်ကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲသူတို့နားမလည်တယ်ဆိုတဲ့ခါကျကျွန်တော်ကဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော်အဲနောက်တစ်ခုကဆန္ဒထုတ်ဖော်လဲဆိုတာနီလန်ပေါင်းစုံရှိတယ် ကျမ်းတစ်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတော့နားမလဲတဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာလဲခင်ဗျားတို့ဘာလုပ်နေကြရလဲနိုင်ငံကပျက်စီးတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပျက်စီးတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကဟိုဘယ်လိုခေါ်မလဲဆိုနိုင်ငံရေးလောကသားတွေတော်များများဟာအသိဉာဏ်တော်တော်နေပါလားနိုင်ငံရေးအသိဉာဏ်လည်းမရှိဘူးအဲ့ခင်ဗျားတို့ဘာလုပ်နေတာလဲနော်အဲ့တော့နာဆာကညံ့တာနည်းနည်းအဲ့ခင်ဗျားတို့ဒီနိုင်ငံရေးအသိဉာဏ်မရှိတဲ့ဒီပိန်စိန်ပိန် အဘလိုဖော်မဆိုလို့ရှိရင်ဒီအသိဉာဏ်နည်းတဲ့သူကြောင့်နိုင်ငံပျက်စီးတာကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့ကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုငါကိုစော်ဝိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေထွက်ပြမယ်ဆန္ဒပြတယ်ဆိုတာကဆန္ဒပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအသိဉာဏ်အားဖြင့်ဒီပေါ့ကြောက်ရွံ့နေကြတော့ဟိုခါကြစဉ်းစားကြည့်ပါလေသူတို့သူတို့နဲ့ကျွန်တော်နဲ့တန်းရလဲဘယ်လိုမှညှိလို့မရအောင်ဖြစ်တည်မှုချင်းမတူနိုင်ငံရေးအသိဉာဏ်ချင်းလည်းမတူဘူး ကျွန်တော်ကဆန္ဒပြပါလို့ပြောလိုက်တာကလေဆန္ဒပြဆိုတာရန်ကောင်းတဲ့အလို့ဥမင်းအွန်လိုင်းလည်းညင်းမှာမဟုတ်ဘူး NASA ကလည်းညင်းမှာမဟုတ်ဘယ်နိုင်ငံရေးနားလေတဲ့ဂူရုကမှညင်းမှာမဟုတ်ဘူးနော်ဘယ်နိုင်ငံရေးနားလေတဲ့ဂူရုကမှညင်းမှာမဟုတ်ဘာကြောင့်လဲဆိုတော့ဆန္ဒပြတယ်ဆိုတာငိမ့်စုစီငိမ့်ချမ်းစွာစုဝေးဆန္ဒပြခွင့်လို့ခေါ်တယ်အရန်ကိုကြက်တည်ရရှိတာဒီမိုကရေစီပြရုပ်ကိုပြတာနော် ပြီးရင်ဆန္ဒပြပြီးဟေးဆိုလို့ရှိရင်နံပါတ်1ပထမဦးဆုံးလောက်ကမှာပါလဲဆိုတဲ့ခါကျတော့မိမိရဲ့ဆန္ဒထုတ်ဖော်ပြသမှုတွေအားလုံးဟာစီကန်းရှိရမယ်ဥပမာဖြင့်ကျွန်တော်ကဆန္ဒထုတ်ဖော်ပါလို့ပြောလို့ရှိရင်ခင်ဗျားတို့ကိုဟိုဘာလို့ဆိုလမ်းပေါ်မှာထွက်ပြီးတော့ဟိုတောင်းညံခိုင်းတာမဟုတ်ဘူးเนาะဟို27တော့ကညီပိန်းစီရိုက်လို့ခိုင်းတာမဟုတ်ဘူးကျွန်တော်ကဆန္ဒထုတ်ဖော်ပါဆိုဆန္ဒထုတ်ဖော်နေရအမျိုးမျိုးရှိတယ် online ပေါ်မှာကိုယ့်ရဲ့เนาะဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကိုယ့် ကိုယ့်ရဲ့ social platform လေးတွေလူတိုင်းမှာရှိကြတယ်အဲ့ social platform လေးတွေကလည်းကိုဖုံးလွတ်မြောက်ပါစေတော့လကောအဲဒါမှမဟုတ်ရှိရင်ကိုဖုံးကိုဘလောက်သူတို့အားပေးကြအောင်နော် profile လေးတွေချိန်မိတာနော်ကိုဖုံးနဲ့ပတ်သက်ပြီးတော့ထောက်ခံကြောင်းလေးတွေပြောပေးတာနော်ဒါကလည်းဆန္ဒထုတ်ဖော်မှုတစ်ခုအဲ့လောက်တော့မှအသိဉာဏ်မရှိတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့လူတွေကနိုင်ငံရေးပါအော်နေတာကျွန်တော်တော်တော်လေးကိုလေစိတ်ထဲမှာအာ ဒီနိုင်ငံနာခဲ့တဲ့ကျွန်တော်ရင်လေးတယ်ကျွန်တော်ကျွန်တော်တော်တော်ကြီးကိုပြုပြင်အောင်မကျွန်တော်တော်တော်ကြီးကိုတင် जा ပြအောင်မကျွန်တော်တော်တော်ကြီးကိုလေ့ကျင့်တင် जा ပြအောင်မခတ်တာကလည်းလူတွေကြည့်လိုက်ခါကျတေကန်ကြီးတွေများတယ်နော်ခွေးအိုမှလက်ပေးတင်လို့မရတဲ့အရွယ်တွေဖြစ်နေဒီချိန်ကျမှကျွန်တော်လက်ပေးတင်လို့ရမှာမဟုတ်ဘူးဒါပေမဲ့တော့အဲကျွန်တော်တို့တတ်နိုင်တဲ့များတော့ကျွန်တော်တင် जा ပြသွားမယ်နော်အဲ့တော့ဒါလေးကတော့လူတိုင်းလုံနိုင်တယ်ကိုဖုံးကိုအားပေးထောက်ခံသူတွေနော်ကိုဖုံးကိုအားပေးထောက်ခံသူတွေ ီလောက်တော့လူတိုင်းမလုံနိုင်ဘူးလားနော်ဆိုရှယ်မီဒီယာလေးမှာ comment လေးတွေ comment လေးစာတချောင်းရေးပေးတာပဲဖြစ်ဖြစ်ဒါကပထမနံပါတ်1ချက်လုံနိုင်တယ်နံပါတ်2ချက်ကစာနာထုတ်ဖို့ပြသတယ်ဆိုတာခင်ဗျားတို့ဘယ်လိုခေါ်မလဲဆိုတော့ဒီပေါ့နော်ငါစစ်တပ်မှာလည်းပြွင့်လင်းလင်းပြောမယ်ဟေ့ဆိုလို့ရှိရင်နိုင်ငံရေးအသိအဉာဏ်ရှိတဲ့သူတွေကလည်းတော်တော်နေတာနော်စစ်တပ်အပေးထောက်ခံနေတဲ့သူတွေမှာလည်းနိုင်ငံရေးအသိဉာဏ်ရှိတဲ့သူတွေကတော်တော်နေတာအဲ့တော့ ဆန္ဒပြရဲဆိုတာအရန်ကိုကောင်းတဲ့ဒီမိုကရက်တစ်ပုံမှန်ဆိုလို့ရှိရင် characteristic ပဲเนาะဟုတ်လားကျန်လက္ခဏာတစ်ခုပဲဟုတ်လားဒီကျန်လက္ခဏာတစ်ခုဆိုတာဘာလဲဆိုလို့ရှိရင်အရင်ဆုံးဘာလို့ရမလဲဆိုရင်ဆန္ဒထုတ်ထုတ်ပြောဖို့အတွက်ကိုငိမ့်စုစီတွားယူလိုက်ပါငိမ့်စုစီငိမ့်ချမ်းစွာစူဝေးစီတန်လက်လက်ခွင့်အဲ့လက်လက်ခွင့်တွေမှာဘာတွေပါလဲဆိုတော့နေရာပါတယ်ဘယ်နေရာမှာပြမလဲဆိုတော့နေရာပါတယ်အချိန်ပါတယ် နော်အချိန်နေရာ အကြောင်းအရာပါတယ်အဲ့တော့အကြောင်းအရာနဲ့ညီညွတ်တယ်အချိန်နဲ့ရှိတယ်နေရာလည်းရှိတယ်ရဲရပါဘယ်လိုမှဆိုလို့ရှိရင်လုံခြုံရေးယူပေးရမယ်ဟုတ်ပြီနော်ရဲကပါလုံခြုံရေးယူပေးရမယ်ဆိုတော့အဲ့တော့ငိမ့်ချမ်းဆိုတော့ကျွန်တော်တို့ဘယ်ချိန်မှာဘယ်နေရာမှာစုပြီးတော့ဗျာကျွန်တော်တို့စန္ဒလေးထုတ်ဖို့ဆိုတာရဲစခန်းကခွင့်ပြလိုက်ပြီဆိုခင်ဗျားတို့ခွေးတကောင်ကြောင်တမီကမှခင်ဗျားတို့ပြဿနာမရှာရဲဘူး ငင်းချတဲ့နေရာရှိပါမြန်မာနိုင်ငံမှာပြည်ဦးလွင်မှာလည်းလုပ်လို့ရတယ်နော်နေပြည်တော်မှာလည်းလုပ်လို့ရတယ်ဟုတ်လားဒီလောက်အသိဉာဏ်တော်မရှိတဲ့ခမည်းတော်ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီနိုင်ငံရေးပါအမျိုးသားရေးပါအော်ဒီနာခမည်းတော်လုပ်တဲ့အမျိုးသားရေးဟာဒီနိုင်ငံဝိုင်းပြီးနှစ်နေတာအတူတူပဲအဲအကြောင်းမို့လဲခမည်းတော်ကိုဒီ NASA ကကလုံးဝလုံးဝဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီလိုမျိုးထုတာတာနော်နှိမ်နာတာဘာကြောင့်နှိမ်မှာနှိမ်မှာပေါ့ခမည်းတော်အသိဉာဏ်တွေကနည်းနည်းပဲရှိတာပေါ့နော်ဟုတ်လားအဲ့တော့ခမည်းတော်အသိဉာဏ်တွေက အာနိုင်ငံကြီးလှုပ်လောက်တဲ့အသိဉာဏ်မရှိပါဘူး။ဟေးလာဝါလာဘယ်လို comment ဆိုလို့ရှိရင်အာနီပိန်စိန်ပိန်ခလေးထာလေးတွေနဲ့ညံဖြစ်နေတယ်။နိုင်ငံကြီးဆိုနီပိန်လောက်တည်တယ်။နိုင်ငံကြီးဆိုစိန်ပိန်လောက်တည်တယ်။နိုင်ငံကြီးဆိုလို့ရှိရင်သူ့ဘက်ကိုဘက်လောက်တည်တယ်။ကျုပ်တို့နိုင်ငံကြီးကတခြားကျုပ်တို့နိုင်ငံကြီးကနိုင်ငံကိုကြည်တာ။နော်တက်မလို့ထောက်ခတဲ့နေရာမှာလဲစစ်တပ်ကိုကြည်တာ။လူတဦးတယောက်ကိုကြည်တာမဟုတ်ဘူး။အဲ့တော့ခင်ဗျားတို့ကစစ်တပ်ထောက်ခတဲ့နေရာမှာနှမျိုးနှစ်စားရှိတယ်။နော်အဘဘောမနဲ့စစ်တပ်ဘောမဆိုတာရှိတယ်။ စစ်တပ်ဘုံမှာစစ်တပ်ကြီးတစ်ခုလုံးကိုမလာခမရတို့ကအဘဘောမဆိုတာမျိုးဟာဥမင်းအွန်လိုင်းတယောက်တည်းရဲ့ဘောကိုထိုင်မနေတာအဲ့တော့ကိုအစင်ကိုတိကိုမမောင်အနေနဲ့ခမရတို့လည်းစစ်လည်းမညစ်ဘူးတန်းလည်းမညစ်ဘူးဘာကြောင့်လဲဆိုရှင်ခမရတို့မှာကျွန်တော်တို့နဲ့ညှိနှောက်တဲ့အရေးချင်းအစင်တန်းဘာလို့ဘာမှမရှိဘူးဘာကြောင့်လဲတိလားခမရတို့မှာရှိတာဆိုတော့ခမရတို့ဖြစ်ပြီးမှုကိုကျွန်တော်နားလေတယ်ဘာကြောင့်လဲဆိုတော့ဗျာပြည်တွင်းမှာဖြစ်တယ်နံပါတ်1ချက်ကနော်ပြည်တွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်တပ်မှာ အချိုးမပြေတဲ့ဒီဘယ်လိုခေါ်မလဲဒီအရန်ကိုပေါ့နော်ဟိုအာနာယူနေတဲ့စစ်ဘုတ်ချုပ်ချုပ်ရှိတယ်နော်စစ်ဘုတ်ချုပ်တွေရှိတယ်နော်ရာရှိရာကန်တွေရှိတတ်တယ်ဒီရာရှိရာကန်တွေကခမရတို့ခေါင်းတွေဟာမျိုးနင်းနာမှာတော့ခမရတို့မှာစစ်တပ်ကဘာပဲလုပ်လို့ဟုတ်ကဲ့ပါနော်ဟာကောင်းပါလေကောင်းပါကောင်းသည်ရှိမကောင်းသည်ရှိချိန်မိတ်ပြီးတော့ကောင်းမေးနေရတဲ့ဘုရားမင်းတို့ရဲ့ဖြစ်တည်မှုကိုကျုပ်တို့နားလေတယ်ပြရလို့သွားပြီးတော့ကလန်ကစားကျွန်တော်တို့မျိုးနည်းနည်းလေးပေါ့ဗျာနော် ဟိုတင်ကြားပေးကြည့်ပါလားထောက်ပြကြည့်ပါလားခင်ဗျားတို့ခါတစ်ချို့ရောက်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့အဆင့်ကိုအဆင့်နဲ့ကိုနေကျုပ်တို့ကကျုပ်တို့အဆင့်ကိုကျုပ်တို့ဆက်လက်ထိန်းသိမ်းနေရမှာပဲနော်ကျုပ်တို့ကကျုပ်တို့အဆင့်ကိုကျုပ်တို့ထိန်းသိမ်းနေရမှာဖြစ်တယ်ခင်ဗျားတို့အဆင့်ကိုကျုပ်တို့နားလည်ပြီးသားခင်ဗျားတို့အဲ့ဒီအဲဘယ်လိုခေါ်မလဲဆိုတော့ Telegram မှာရှိနေတဲ့ဒီ channel တွေ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 ခင်ဗျားတို့ကခင်ဗျားတို့ကဘာလဲဆိုရှင်စစ်တပ်နဲ့စစ်တပ်ကခင်ဗျားတို့ကိုဒီလိုနေဆိုဒီလိုဇရိုက်နေဒီစကားပြောဆိုဒီလိုပြောဒီလိုမျိုး ိုက်ခိုက်တယ်ဒီလိုတိုက်ခိုက်ခင်ဗျားတို့ကဒီလိုပဲလုပ်ဆရာရှိတယ်ကြံတာဘာမှမလုပ်နဲ့ခင်ဗျားတို့ကကြံတဲ့ဟိုကောင်မျိုးထွန်းဖောက်မှုတွေဟိုကောင်မျိုးပြည်သူကိုလမ်းပြနိုင်တဲ့အသိဉာဏ်ခင်ဗျားတို့ကမရှိဘူးနော်အဲ့ဒီအချင်းခင်ဗျားတို့ကမရှိဘူးမရှိတဲ့အတွက်ကြောင့်မို့ခင်ဗျားတို့အစ်စ်နဲ့ခင်ဗျားတို့နေကြအကျုပ်တို့ကတော့နိုင်ငံရဲ့ရည်ရည်ဖြစ်တယ်ပြီးလို့ရှိရင်တက်မတော်နဲ့ရည်ရည်တာဖြစ်တယ်တက်မတော်ကြာရှုံးမဲ့အရေးကျွန်တော်တို့လုံးဝမကြာရှုံးဘဲတော့ကကျွန်တော်တို့အနေနဲ့ကနိုင်တဲ့ဘက်ကနေပြီးတော့အဲကျွန်တော်တို့ပံပိုး ရမှာဖြစ်တယ်ပန်ပြောပြရမှာဖြစ်တယ်နော်နိုင်ငံတော်မျက်နှာကြည့်တဲ့အတွက်ကြောင့်နိုင်ငံတစ်ခုလုံးကပြည်သူမျက်နှာကိုကြည့်တာခမရောလို့ခလေးကလာနဲ့ဟာနီပိန်ကြီးဟီဟီဟီဟာစိန်ပိန်ကြီးဟာဟာဟာဆိုတဲ့ဇယိုက်ထဲမှာကျုပ်တို့ဆွဲမထဲနဲ့နော်ဟုတ်လားအဲ့တော့အဲကျွန်တော်ကိုအဲ့ဒီဝေဖန်မှုမြင့်တဲ့နေရာတွေအားလုံးကိုလည်းကျွန်တော်နေဘာမှတော့မပြောချင်ဘူးအဲကျွန်တော်နေနာမည်တွေပါတွေတော့တက်ပြောခဲ့တယ်နော်တက်ပြောခဲ့တယ်ပြောလို့ပြောမှာမဟုတ်ပါဘူးဗျာဘာကြောင့်လဲဆိုတော့အဲကျွန်တော်လေးစားအားကြရလောက်တော့အဲနိုင်ငံရေး အသိဉာဏ်ရှိတော့တဲ့မြန်မာပြည်မှာအတွေ့ခဲပါလေမတွေ့ခဲတွေ့ခဲလို့ပါနော်ဘာလဲလေဟာနေလို့အဖွဲမပုတ်တူကိုဖမ်းပြီးမဟုတ်ဘူးထင်ပါလေနော်မဟုတ်ပါသေးပါဘူးအဲ့တော့ဘာလဲငါပေါက်တယ်ငါပေါက်ဆိုတော့ကိုပေါက်လားဟုတ်လားအော်ကိုမောင်မောင်စိန်ခေါ်နေတယ်မခံချင်လို့ပါဗျာအဲ့ပေါ်သူတို့အနေနဲ့သူတို့မြင်တယ်လို့ပေါ့လေအဲကြောင့်ကျွန်တော်ပြောပါတယ်နော်သူတို့ ဒါတို့မြင်တယ်လို့အဲ့တော့ငိမ့်ငိမ့်ချဲဆိုတာစူဝေးလှက်လယ်မှုလေးတော့နားမလဲတဲ့အသိဉာဏ်နဲ့ခင်ဗျားတို့နတ်ဆာကလည်းနတ်ဆာကလည်းခင်ဗျားတို့လူမဖြစ်ဘူးเนาะဒီလောက်မှနားမလဲလို့ရှိရင်အဲ့တော့နတ်ဆာကအာဘီထောက်ခံနေပါလေစစ်တပ်အာဘီထောက်ခံနေသူပါဆိုတော့ခင်ဗျားတို့လူမဖြစ်သေးဘူးเนาะလူမဖြစ်သေးပဲနဲ့နိုင်ငံရေးမလုပ်ပါနဲ့เนาะလူမဖြစ်သေးပဲနဲ့နိုင်ငံရေးမလုပ်နဲ့အဲ့တော့ကျွန်တော်ပြောတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ငိမ့်ငန်းငိမ့်ငန်းစွာနဲ့ဟဟလာကိုယ့်ရဲ့ဆန္ဒလေးတော့အနေဆုံးထုတ်ပြဖို့တင့်တယ် သူ့ကိုချစ်တဲ့သူတွေရှိပါဆိုတော့ခင်ဗျားတို့သူ live လွှင့်သွားတော့ချစ်လိုက်ကြတောင်းနေတာပဲအဲ့တကယ်ကသူဒါမျိုးထုတ်ထဲရောက်သွားတော့ရှိုးရှိုးနဲ့ပုံနေသူနဲ့ရေးနာစည်းတဲ့သူနဲ့ဟုတ်လားဟုတ်ပါလားကျွန်တော်ဟိုမနေ့ကဒီအဲကျွန်တော်ရဲ့အောက်မှာ comment လေးတခုရေးသွားတယ်ဘာဘာတို့ကမှမရှိရယ် comment လေးကအရင်ဟာသာဖြစ်လို့ပါကျွန်တော်ပြောပြီးပြီခင်ဗျားတို့ရဲ့ဖြစ်တည်မှုကျွန်တော်နားလေတယ်ခင်ဗျားတို့မှဒီအဆင့်လည်းရှိတယ်ဒီအဆင့်လည်းကျွန်တော်လို့မရဘူးကိုယ်ဆင့်တဲ့ကိုနေအဲ့ကြောင့်မလို့ကျွန်တော် Telegram ထောင်တဲ့ကောင်မှလည်း ကျွန်တော် Telegram channel ရှိပါတယ်ကိုမမောင်ဆိုပြီးဟုတ်လားကျွန်တော်တင်သောသတင်းများဒီဘယ်သူတဦးတယောက်စီကမှခိုးယူကိုယူတင်ယူခြင်းမရှိဘူးเนาะတင်ယူခြင်းလည်းမရှိဘူးဘာကြောင့်လဲကျွန်တော်ဖြစ်တယ်မူကျွန်တော်ရေးတဲ့သတင်းတွေအကုန်လုံးကကျွန်တော်အမခံပြီးတော့ကျွန်တော်ကိုယ်တိုင်တည်တည်ချာချာစစ်စစ်တယ်ကျွန်တော်စစ်စစ်မှုမှာကျွန်တော်ရောက်ကျွန်တော်ပြောပြရလीကျွန်တော်သတင်းတင်တဲ့သတင်းပြောတယ်ဟုတ်လားကျွန်တော်ထောက်ပတ်ထောက်ခံတယ်ဝေဖန်တယ်ဆိုလို့ရှိရင်အဲ့ဒီသတင်းအားလုံးကိုကျွန်တော်ဒီအတီးပြုတ်ဖို့အစဉ်စဉ်ကြိုးစားတယ်ကျွန်တော်ဒါ scientific research နဲ့ကျွန်တော်ကအဓိကလုပ်တယ်နော် data တွေစုထားတဲ့အချက်လက်တွေစုတာဒီအချက်လက်တွေပေါ်မှာစုစည်းတယ်စုစည်းပြီးတော့မှကျွန်တော်ကျွမ်းကျင်သူတွေအားလုံးကိုဟိုတိခောက်ပြီးမေးကြည့်တယ်မေးကြည့်တော့မှအတီးပြုတ်တယ်အတီးပြုတ်ပြီးတော့မှကျွန်တော်ပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်သတင်းတွေပဲလွဲခဲတာလွဲလွဲတယ်ဆိုတော့မရှိပါဘူးနော်ကဲဟုတ်ပြီအဲ့တော့စနာထုတ်ဖို့ရင်ဖန်ခံရမှာအပြစ်ခံရမှာလေဟာခင်ဗျားတို့ငင်းငဲဆိုတာငင်းစုစီနဲ့ညီညွတ်ရင်ဘယ်အစိုးရမှာစန္ဒဘာလို့ခေါ်မလဲဆိုလို့ရှိရင်မပြစ်ဘူးစိတ်ချ ေးအရင်ဦးဆုံးကိုကနိုင်ဆုံးတော့ရဲစခန်းမှာပဲဖြစ်ဖြစ်ဒေတာဒေတာန္တရအစိုးရမှာသွားပြီးတော့ဒီငိမ့်စုစီလေးသွားတောင်းမပိတ်မပြနဲ့ပေါ့ဗျပြလို့ရတဲ့နည်းရရှိတာပဲเนาะကိုဖုံးချမ်းပါပါစေဟာလားကိုဖုံးအောင်မြင်ပါစေကိုဖုံးအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးတော့ online ပေါ်ကနည်းနည်းဒီလောက်လေးပြောပြရင်တော့မှာပဲဘာဖြစ်သူ့ကိုကျွန်တော်တို့ချုပ်တို့အားလုံးမေ့မထားဘူးဆိုတာကိုသိစေချင်တာမြန်မာတိုင်းကောင်သိစေချင်တာသူ့ကိုအားပေးနေတဲ့သူတွေအားလုံးကိုသိစေချင်တာเนาะအဲ့လောက်လေးတော့မှခင်ဗျားတို့က ဒီအသိဉာဏ်နဲ့ဗျာခင်ဗျားတို့အမျိုးသားကြီးတဲ့နော်ကျတို့အမျိုးသားကြီးတည်သွားပြီအားစိနသွားပြီဟုတ်ပါလားဒီအသိဉာဏ်နဲ့ဗျာစစ်တက်ထောက်ကတေချာခင်ဗျားစစ်တက်ကိုဝိုင်းဆွဲချနေတာနော်ဒီအသိဉာဏ်နဲ့များဗျာနော်အစိမ့်နဲ့တေချာတဲ့အစိမ့်နဲ့တိတ်ခါကြာနေခင်ဗျားတို့ဒီကြောင်းတာအစိမ့်နဲ့အဲ့လိုဉာဏ်မနိုင်ဘူးကြုံညုံနေတယ်နော်မင်္ဂလာပါကောင်းတယ်မင်္ဂလာပါဆိုင်ကယ်တွေကိုနေလိုက်စေပေးဖို့တင်ပြပေးပါအောင်ကောင်းပါအောင် အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ပြောပါမယ်နော်အဲ့တော့ဒီကော်ဖွန်ကိစ္စလေးကိုအလုံးသိစေချင်တာပါနောက်ထပ်ကျွန်တော်အနေနဲ့ဆဲဆွနေသူပြောဆွနေသူနော်ဒါတွေအလုံးလည်းကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ပြောပြပါမယ်ဒီခွေးအိုမှာလက်ပေးတင်လို့မရတဲ့အခြေအနေမျိုးတွေလူတွေသွားတွေ့နေရတဲ့အတွက်ကြောင့်ဘို့လို့ဒါဥပမာပါနော်ဒီအချိန်ကျတော့ကျုပ်လက်ပေးတင်လို့ရမှာပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်တင်ကြားလို့ရသလောက်နော်လေ့ကျင့်ပေးလို့ရသလောက်ကျုပ်အကုန်လုံးလေ့ကျင့်ပြောကြားပေးသွားမယ်အဲကျန်တဲ့သူတွေကတော့ ျွန်တော်ခင်ဗျားတို့မြန်မာပြည်ရဲ့ကံတရားပဲပေါ့ဗျာနော်အဲ့တော့ဒီလိုလူမျိုးတွေများတဲ့အတွက်ကြောင့်ဒီနိုင်ငံပျက်စီးတာကျွန်တော်အနေနဲ့ဘာမှအဲစိတ်ထဲမကောင်းရလို့ဘာတတ်နိုင်မှာလဲဗျာနော်ဟုတ်လားကိုမောင်နဲ့ပြန်လိုက်ပါလားတဲ့ဟာကိုမောင်ပြန်လာမှာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တယ်အဲ့တော့ကိုဖုံးကိုကျွန်တော်အနေနဲ့ဂရိစကားလေးရှိခဲ့တယ်အဲ့ဂရိစကားတို့ကိုကျွတ်ကတီအောင်တော့လောက်အောင်ပါပဲကျွန်တော်တီနိုင်တဲ့အခြေအနေလည်းရှိတယ်တီလည်းတီတယ် အဲ့တော့သူ့ကိုကျွန်တော်ခင်ဗျားချုပ်ရရောက်ရင်ကျုပ်ဒီတိုင်းကျုပ်ဒီတိုင်းလက်ထားမှာမဟုတ်ဘူးဆိုတဲ့စကားကိုကျွန်တော်သူ့လိုက်မှာလုံခဲ့တဲ့သူရှိမှာပေါ့လုံခဲ့တဲ့ငါကတနစ်ကျော်တနစ်ခွဲတနစ်ခွဲနှစ်နှစ်လောက်ပေါ့နော်အဲ့လောက်ကကျွန်တော်ပြောခဲ့ရတဲ့ရှိတယ်နော်အဲ့ဒါကြောင့်မလို့အဲကျုပ်ရဲ့ဂရိတိုင်းမဲ့ကျုပ်ကဆက်လက်ပြီးပြောနေရမှာဖြစ်တယ်အဲ့တော့ကိုရသာတို့ထောင်ကြတဲ့အချိန်ပေါ့ဗျာအဲ့အချိန်မှာကျွန်တော်ကျွန်တော်လည်းသူ့လိုက်မှာကိုရသာထောင်ကြတဲ့အချိန်မှာလည်းကျွန်တော်အနေနဲ့ပြောခဲ့တယ်နော်အမကိုရွှေမြင်းဝင်းတို့လည်းထောင်ထဲမှာပါပဲနော်ဥပိ္ပဒ္ဓတူလည်းအိုင်ဝမ်ကထောင်ထဲမှာပဲထင်ပါလေနော် အကျွန်တော်အနေနဲ့အဲကျွန်တော်ဒါကျွန်တော် ပြောနိုင်တယ်မပြောနိုင်ရင်သူတွေအားလုံးလည်းကျွန်တော်မပြောပြန်ပြီးတော့ပေါ့နော်အဲဘယ်လိုခေါ်မလဲဥပမာဖြင့်အဲဒီပေါ့အဲကိုစောဝင်းထောင်ကြအချိန်မှာပြည်တွင်းကအစဲလီတွေမပြောနိုင်ဘူးဒါသူတို့ကိုသွားပြီးတော့ကျွန်တော်အပြစ်တင်လို့မရဘူးသူတို့ရဲ့အခြေအနေသူတို့ဘလိုရင်ဆိုင်နေရလဲကျွန်တော်ကောင်းကောင်းသိတယ်နော်သိတယ်လို့ကျွန်တော်ခန်းစားပြီးလို့ရတယ်ဒါပေမဲ့တော့ပြောနေတဲ့သူတွေကိုပြန်ပြီးတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လုံနေတဲ့သူတွေကိုပြန်ပြီးတော့တိုက်ခိုက်တာဝေဖန်တာကြတော့ အဲ့ဒါကနောက်ဆုံးပြေဖို့ပြန်เนาะရန်ကိုကိုလည်းမပြောနိုင်ဘူးကိုလည်းမလုပ်နိုင်ဘူးကိုလည်းမဝေဖန်ပေးနိုင်ဘူးကိုလည်းအမှန်တရားဆိုတာလေးတောင်စိစေလေးတောင်မဟာရဲဘူးမဟာရေးပေးရဲနဲ့ဟာပြောနေတဲ့သူတွေကိုပြန်ပြီးတော့ဝေမန်တိုက်ခိုက်မှုကြတော့ကျွန်တော်နေဒီလောက်တော့ပြန်လည်ပြီးတော့ခြေပပြောဆိုတင်ပါတယ်เนาะအဲ့တော့ကိုရွှေမျိုးဝင်းတို့เนาะကိုရာဇာတို့ အဲဆရာတော်ဥပဒေသူတို့ထုတ်ရဲရောက်နေချိန်မှာလဲကျုပ်တို့ကိုဖုံးလိုက်ကနေပြီးတော့တောင်းဆိုပေးခဲ့သလိုကိုဖုံးတနေ့ထုတ်ရဲရောက်မှာဆိုတာကျွန်တော်ကြိုးကြိုးလေးဟောကင်းထုတ်လိုက်တော့ဖြစ်နေတယ်နော်ခင်ဗျားထောင်ရဲရောက်လဲကျုပ်တို့အော်ပေးရမှာပဲနော်အဲ့တော့ကျွန်တော်ရဲ့ဂရိစကားတိုင်းပေါ့ဗျာနော်ကျွန်တော်โอเคပြီးသွားပါပြီကိုဖုံးကျွန်တော်ချစ်တာခင်တာအပထားကိုဖုံးလည်းကျွန်တော်လည်းကျွန်တော်ချစ်ခင်လားဆိုတော့လေးစားသမှုရှိတယ်နော်ဟိုအဲ့လောက်ပဲရှိပါတယ်နော်လေးစားသမှုရှိတယ်ရင်းနှီးကြမ်းမှုမှုရှိတယ် လိုအပ်လို့ရှိရင်ဖုန်းလေးပါလေးဆက်ပြီးစကားပြောတာရှိတယ်ကျန်တာတော့ကျွန်တော်တို့ယောက်ျားလေးမှာဘာမှမရှိဘူးเนาะဘာမှဘာမှဘာမှပတ်သက်မှုမရှိဘူးအဲ့တော့ချစ်ချင်းမုန်းကြီးကိုကြော်လို့ပြီးတော့ကျွန်တော်လှုပ်ထုံးလုံးကြီးကိုပြောတာပါအခုခုဟိုဘလော့ကမဲဆိုရဲလက်ထဲအလိုက်လို့ရဲကထားပါတော့အခုတရားဆွဲလိုက်ရှင်ပြီးသွားပြီတရားရုံးမှာရင်ဆိုင်ဖြည့်ရှင်းနေဦးမှာဒါက60ကြောက်ကကြီး online ကနေပြောဆိုတဲ့အမှုเนาะ online ကပြောဆိုတဲ့အမှုဒီနာမည်တက်ပြီးဆဲတာဒါက ဥပဒေနဲ့ရှေ့နေနဲ့ရှေ့ရက်နဲ့တိတိကျကျဖြည့်ရှင်းလိုက်လို့ရှိရင်ပြီးသွားတဲ့အလုပ်နော်ပြီးသွားတယ်တိတိကျပြည့်ဖြည့်ရှင်းလို့ရတယ်လို့အချုပ်တွေရဝင်လိုက်ပြာဘာမှမဖြစ်ဥပဒေထပ်မှာဘူးမှမရှိစေရအခုလုပ်တဲ့ပုံစံကဥပဒေကိုကြော်ပြီးတော့နော်ဥပဒေကိုကြော်ပြီးတော့တောင်းမြင်ကပုံမှားတယ်တစီကြီးရှာနေတာအဲ့တော့အဲ့တော့ကိုခင်ဗျားတို့ကြိုးတော့ငြိမ်ခံနေလိုက်မယ်ဟေ့ဆိုလို့ရှိရင်ဒီသူ့ကိုမုန်းတဲ့အုပ်စုကနော်မုန်းတဲ့အုပ်စုကလိုအပ်တယ်လို့ချေတယ်ပြီးလှုပ်ချေလို့လှုပ်သွားမှာပေါ့ဟာအဲ့တော့ ဲ့ဒါဒါကတခုเนาะကုန်ဖုန်းကိစ္စဒီလောက်မှာပဲကျွန်တော်တို့အဲခဏခဏရရမှာကျွန်တော်ခရီးစကားရလဲပါသလိုရှေ့လျှောက်လဲကျွန်တော်အနေနဲ့ကတော့အဲအသိဉာဏ်နေပေးသွားမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ကိုဝေမတိုက်ခိုက်နေတဲ့အားလုံးပေါ်မှာလဲကျွန်တော်အနေနဲ့စိတ်မဆိုးဘူးဒါတို့မိတယ်လောက်အဲတို့ပြောစရာဖြစ်တယ်ကျွန်တော်ကိုမုန်းတဲ့သူတွေအဲဝေမတိုက်ခိုက်သူတွေတိတယ်မလားအကျွ အမျိုးမျိုးပေါ့သဘောလေးလေးမဟုတ်တာတွေမဟုတ်တာတွေမဟုတ်တာတွေကိုပြောနေတဲ့သူတွေအားလုံးပေါ်မှာလည်းအကျောင်းနဲ့စိတ်ဆိုးခြင်းနဲ့ရှိမှာမို့ဒါလောကန်တရားပါပဲလောကန်တရားဟာရတော့အရတော့လာဘောအလာဘောနေနံသာဒုက္ခဒုက္ခပေါ့ဗျာနော်ဒီဒီလောကန်တရားအတိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်ချစ်ချင်းမုံကြီးကိုဂရုစိုက်နေကိုမမောင်ရေဆိုတာဖြစ်မလာဘူးချစ်တဲ့နီးပိန်ဘက်ပဲလိုက်မှာပေါ့ဗျာဟုတ်တယ်မလားနော်အဲ့တော့အဲ့တော့အာကိုဖုံးထွက်လာရင်းနဲ့နော်နော်နော် အဲ့လိုမျိုးတော့မဟုတ်ပါဘူးအလုံးဝိုင်းပြီးတောင်းဆိုရမှာပါအလုံးတိုင်းဆိုရမှာပါနော်ကိုမောင်ထွက်လာရင်ကိုမောင်အကြောင်းစာမရှိပါဘူးကိုမောင်တို့ကဘာပဲလုပ်လို့ရတယ်ဆိုရှင်မမေ့အကြောင်းနော်သူ့ကိုမမေ့အကြောင်းအဲဘယ်လိုခေါ်မလဲဆိုတော့သူ့အတွက်ကျွန်တော်တို့သိရှိနေပါတယ်ကျွန်တော်ပြည်သူတွေတည့်ရနေနေပေါ့နော်အဲဒါမျိုးကနိုင်ငံရေးအတိုင်းအဝိုင်းအနေနဲ့သူ့ကိုမမေ့အကြောင်းလေးကျွန်တော်တို့ကပြောနိုင်တယ်သူထွက်နိုင်တယ်မထွက်နိုင်တယ်ဆိုတာကတော့ ူ့ရဲ့အမှုရင်ဆိုင်မှုတွေသူ့ရဲ့ဒီဆောင်ရွက်မှုတွေပုံမှာပဲမူတည်ပါတယ်เนาะကိုမောင်တို့ကျေးဇူးကြောင့်ဆိုလည်းမဟုတ်ပါဘူးကိုရသောထွက်လာတဲ့ကိုမောင်တို့ကျေးဇူးကြောင့်လည်းမဟုတ်ဘူးကိုဘုံတို့ကျေးဇူးကြောင့်လည်းမဟုတ်ဘူးဒါသူ့ရဲ့ဒီလူရဲ့စီလို့သူတို့ထွက်လာတာဖြစ်တယ်သို့ပါတော့လည်းပဲကျွန်တော်တို့ကဒီပေါ့ဟိုပြော PR လေးတွေပေါ့ PR လေးတွေလည်းဖြစ်ဖြစ်ဟို risk awareness ပေါ့ဟိုအများကြီးသိအောင်သိအောင်ပြောဆိုပြီးဒါပဲလုပ်လို့ရပါတယ်เนาะဒီထက်ပိုပြီးကျွန်တော်တို့ကလုပ်ပိုင်ခွင့်မရှိပါဘူးเนาะ